ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြေးသက်တဲ့အားလုံးမင်္ဂလာပါဒါ Manchester City ကအခုလက်ရှိမှာ Bayer Leverkusen အသင်းရဲ့ကွင်းလယ်ကစားသမား Florian Vars ကိုအရခေါ်ယူနိုင်ဖို့အသေးအတန်ကြိုးပမ်းနေတဲ့အချိန် ဘိုင်မြူနစ်အသင်းကလည်းဒီစားမားကသူတို့ရှိကိုပြောင်းလာခြင်းနဲ့ဆန္ဒအပြေးဝါရှိတဲ့အတွက်ကြောင့်သူတို့တောက်လျှောက်ကြိုးမှန်းလည်းရှိတယ်။ဆိုတော့ဒီနှစ်သင်းကအခုတလောဆယ်နေထားရ Florian Vas ကိုရဖို့ကြိုးပမ်းနေတဲ့အချိန်မှာဒါ UK ရဲ့ Britain ရဲ့ဒါနာမည်ကြီး journalist ဖြစ်တဲ့ဒါဒီ David Onstein ရဲ့ report အရ Liverpool အသင်းကလည်း Florian Vaz ရဲ့ race မှာ ပါဝင်ခဲ့ပြီးတော့သူတို့လည်းခေါ်ဖို့ဆန္ဒအပြေးဝါရှိတယ်လို့ပေါ်ပြထားတယ်။ ဒေါအကြီးချင်းအဖြစ်ဒါကျွန်တော်တို့ Florian Vas ကိုလူချင်းဒါက၃တင်းဒါဖြစ်နိုင်လို့ရှိရင် Real Madrid လည်းပါကောင်းပါနိုင်တယ်ဒါပေမဲ့ကျွန်တော်မြင်တော့ Real Madrid အသင်းက Xabi Alonso နဲ့ဒူခေါ်ယူလာဖို့အမတန်ခက်တယ်ဒါပေမဲ့ Florian Vas ရဲ့အခြေအနေကိုလည်းသူတို့စောင့်ကြည့်နေတဲ့အချိန်မှာ Leverkusen ကစားမရဲ့အနာဂတ်ကကျွန်တော်ထင်တော့ Bayern Munich လား Man City လားအခုဆိုရင် Liverpool ဆိုတဲ့အကြောင်းကိုထည့်သွင်းစဉ်းစားစရာဖြစ်လာပြီ ဒါလက်ရှိအခြေအနေရဒါ Florian Vaz ကိုဒါပြီးခဲ့တဲ့ရက်ပိုင်းက Manchester City တာဝန်ရှိသူတွေက Manchester မြို့မှာဒါဒါ သူရဲ့ agent လည်းဖြစ်တဲ့သူရဲ့ parking ဖြစ်သူတွေနဲ့တွေ့ဆုံခဲ့တဲ့အကြောင်းဖော်ပြလာတယ်။ဇာမာကဒီဘက်ဒီဘက်အစိုးပိုင်းမှာ Bayern Munich ကိုပြောင်းဖို့ဆန္ဒရှိတယ်။ Real Madrid နဲ့ Man City ကိုကျော်ပြီး Bayern ကိုပဲပြောင်းချင်တယ်လို့အတီလင်းပြောလာခဲ့ပြီးတဲ့နောက်မှာပဲဒီဇာမာရဲ့ parking ဖြစ်သူနဲ့ agent ဖြစ်သူတို့က Manchester မှာ Pep Guardiola နဲ့ Man City နဲ့တွားရောက်တွေ့ဆုံခဲ့တယ်။အဲ့ဒါက Sky Germany မှာ ဒါဘယ်လိုပြောမလဲအချိန်ညတောက်လျှောက်ဖော်ပြလာတဲ့အချိန်မှာဂျာမန်ရဲ့ဒါနာမည်ကြီးမီဒီယာဖြစ်တဲ့ Bill ရဲ့ပြီးတော့မှ Kicker Magazine မှာဖော်ပြခြင်းရဗိုလ်ဒူးနေတုန်းကဗိုလ်ဒူးနေမှာဖော်ပြတဲ့ report ရ Florian Basket တာဝန်ရှိသူတွေဟာ Liverpool အသင်းနဲ့လည်းအစောပိုင်းရက်ထဲကတွားရောက်တွေးဆုံခဲ့တဲ့ report တွေမှာဖော်ပြထားတယ်ဆိုတော့အခုတလောဆယ်နေထားရသူ သူ့ရဲ့ option ပေါ့လေဒါ Premier League က Man City ပဲသွားမလား Liverpool ပဲသွားမလားဆိုတဲ့ option တခု David Ornstein ပြောပြီးဆိုခရေကဘာပဲဖြစ်ဖြစ်ဒါဟာဒါတော်တော်လေး strong ဖြစ်တဲ့တတိယမှာဘာလို့ဆို David Ornstein ဆိုတာလက်ရှိ journalist တွေမှာ number 1 journalist ဆိုပြောလို့ရတဲ့အချိန်မှာအခု Florian Vaz ရဲ့အခြေအနေကတော်တော်လေးတော့စိတ်ဝင်စားစရာကောင်းလာတယ်ဒါ Bayer Leverkusen အသင်းကတော့ဒီကစားမကိုတန်တရာ plus အပူစုချင်းဝင်ပေါ့လေကျွန်တော်အခုကြားသိတာကလီဗာပူးဆင်းက150လောက်လိုချင်တယ်မန်စီးတီးကလက်ရှိမှာယူရို125တန်းနဲ့အပူစုချင်းဝင်ပုံစံမျိုးနဲ့ဆိုမန်ချက်စတာစီးတီးကပြီးခဲ့တဲ့ရက်ပိုင်းကဘိုင်ယန်ကိုမရောင်းဘူးလို့ကြေညာတဲ့အတွက်ကြောင့်သူတို့ကဘိုင်ယန်လီဗာပူးဆင်းနဲ့အချိုးသဘောတူညီမှုရတယ်လို့ဖော်ပြမှုတွေရှိတယ်ဒီနေရာမှာဂျာမန်အောက်လက်ခီကာရဲ့ report ရတယ်သူရဲ့တာဝန်ရှိသူတွေကအင်ကာနေတုန်းကအင်္ဂလန်ကိုထွက်သွားတယ်ပြီးတော့မှမန်စီးတီးအသင်းသားမကလီဗာပူးအသင်းနဲ့ပါတွေ့ဆုံ ုံဆွေးနွေးခဲ့ကြောင်းဖော်ပြပြီးတော့ဒါလက်ရှိမှာ option တစ်ခုအတွက်စဉ်းစားထားတဲ့ Manchester City က Liverpool အသင်းနဲ့ Euro 300 plus အပူစုခြင်းဝေး add-on bonus 25သန်း total 125သန်း package နဲ့ခေါ်ဖို့ကြိုးပမ်းတယ်လို့ဖော်ပြလာတယ်ဆိုတော့ဒီ Florian Basket အပြောင်းရွှေ့ကတော့ကျွန်တော်အမြင်တော့ဘာမစိုးဖြစ်သွားနိုင်တဲ့ Man City အနေနဲ့အခုကက Euro လောက်မဟုတ်ဘူးပေါင်ပေါင်100သန်းပေါင်သန်း100 plus အပူစုချင်းဝင်25တန်125တန် package ဆို question ကလီဗာပူးကမန်ချက်စတာစီးတီးပေးမဲ့အိုက်ပြောင်းရွှေ့ချင်းကိုဒါလိုက်ပြီးတော့ match ဖြစ်နိုင်မလားတခါကစားမကိုတိုင်ကရောဘိုင်မြူနစ်ကိုအားတာနေပြီးတော့မှမန်စီးတီးတို့လီဗာပူးတို့ကိုရွေးမလားတေချာတော့အခုလောလောဆယ်အနေထားရကစားမရဲ့ decision ပေါ်ပဲမူတည်တယ်ဆိုတော့ ဘိုင်ယန်မြူးနစ်အသင်းကတော့အခုလောလောဆယ်နေထားရာဖလိုရီယန်ဘတ်စ်ကိုတစ်နှစ်လောက်ခလာစာယူရို25သန်းပေးထားတယ်ဆိုတော့ဒါကမန်ချက်စတာစီးတီးနဲ့လီဗာပူးအသင်းတို့ပဲသူတို့ကကောင်းမွန်တဲ့လာစာမျိုးကိုမတ်ချ်လုပ်ထားတဲ့အတွက်ကြောင့်ဒါဖလိုရီယန်ဘတ်စ်ရဲ့အပြောင်းအရွှေ့ကလီဗာပူးစင်နဲ့မန်စီးတီးသဘောတူညီမှုရှိနေသည့်တိုင်အောင် ဘိုင်ယန်ပဲပြောင်းမလားမန်စီးတီးပြောင်းမလားလီဗာပူးကပဲဒါချားဖြတ်ပြီးတော့ရအောင်ခေါ်သွားမလားဒါတကယ်ကိုစိတ်ဝင်စားစရာဖြစ်တယ်။တေချာတာတော့လီဗာပူးကဒီဟာဒီမှာငွေ၃ချမ်းပဲကလပ်ဘက်ကငွေထုတ်ပေးမယ်ဆိုတဲ့အတွက်ကြောင့်ဒါတော်တော်ကိုစိတ်ဝင်စားစရာကောင်းနေပြီဖြစ်ပါလေ။ဘယ်သိန်းကိုပြောင်းမယ်လို့ထင်ကြလဲ။ဒီကြားထဲမှာရယ်မက်ဒရစ်ကရောဝင်ပြီးတော့မထင်မှတ်တာတွေလုံးပြနိုင်မလား။ကောမမှာဝယ်ရမှတ်ချက်ပေးကြပါအားလုံးကြည့်ကြပါလေ။